တရားပွဲသီလတရားပွဲပင်လျှောက်ချက်အရာချမ်းမြေ့ရိပ်မြုံဓမ္မယုံမှာတွားရောက်ပြီးတော့မှဟောပင်းဖြစ်ပါတယ်။ဒါဒီနေ့ဟောပေးတာကတော့ဓမ္မန္တလေးမှာဆိုရင်ပထမဦးဆုံးဟောမှုတဲ့သီလပေးတရားပွဲပဲဖြစ်ပါတယ်။ဘုံဘုံထင်တာကတော့ဒါသီလတရားပွဲဆိုတော့အဲ10ရောက်15ရောက်လောက်ပဲလာပြီးတော့တရားနာလိမ့်မယ်လို့ထင်တာပေါ့။တကယ်တမ်းသွားကြည့်လိုက်တဲ့အခါမှာ ဒီချမ်းမြေ့ရိပ်မြုံဓမ္မယုံကြီးကလည်းပဲပြည်လို့ရှံပြီးကြတော့အပြင်မှာတရားနာတဲ့ပရိသတ်တွေကလည်းပဲပြည်လို့ရှံလို့ဆိုတော့ခေါ်ရတာအရန်ကိုကောက်ပါလေဥပုံစောင့်တတ်ပြီလားဆိုတဲ့တရားနဲ့ဒီတရားနာပရိသတ်တွေကိုကြည်သူဆက်ခဲ့ပါလေအဝိတာကအเจ้าမကြီးကမြတ်စွာဘုရားရှိကိုသွားပြီးတော့ဥပုံဆောင်တယ်ဥပုံဆောင်တော့မြတ်စွာဘုရားကမေးတာပေါ့ဝိတာကဘာလာလောက်တာလဲလို့မေးတော့မြတ်စွာဘုရားတဲ့ဒီပြီးတော့ဥပုံလာစောင့်တာပါဘုရား ဥပုပ်ဆောင်တာတော့ဟုတ်ပြီတဲ့ဥပုပ်ကဘယ်နှမျိုးရှိတာလဲသိလားတဲ့ပြီးတော့ရသော်ဗျာအမင်းရှိတော်မူပါဗျာလို့ပြောတော့ရသော်ဗျာကအဲ့ဒီမှာဥပုပ်၃မျိုးအကြောင်းဟောပါတယ်အဲ့တော့ဘုံဘုံရဲ့ဓမ္မမိတ်ဆွေတွေထဲမှာဥပုပ်ဆောင်ထားကြတဲ့ဓမ္မမိတ်ဆွေများပါရင်လည်းပဲကိုဒီနေ့ဆောင်သုံးခဲ့တဲ့ဥပုပ်ဟာဘယ်လိုဥပုပ်လဲဆိုပြန်လည်ပြီးတော့မှဆန်းစစ်လို့ရပါတယ်နံပါတ်၁ကနိဂန္ဓုဥပုပ်တဲ့ဂျိန်ဖုံးကြီးတွေဆောင်တဲ့ဥပုပ်ပေါ့ ဒေဗုန်ကြီးတွေကဒီဒကာဒကာမတွေကိုဘလို့ဆောင်ခိုင်းလဲလို့ဆိုရင်အရှိအနောက်တောင်မြောက်ယူဇနာတရားဟိုဘက်ကတရဝါတွေကိုမတတ်ရဘူးလို့ဒီလိုမျိုးသူတို့ကဩဝါဒပေးပါတယ်နောက်တစ်ခုကကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲကိုမပိုင်ဘူးလို့အဓိဋ္ဌာန်ရပါတယ်ကိုနဲ့ဆိုင်တဲ့ကိုနဲ့ပတ်သက်တဲ့ကိုရဲ့သားတွေသမီးတွေရွှေမျိုးတွေငွေချင်းတွေဒါတွေကိုလည်းကိုနဲ့မပတ်သက်ရပါဘူးလို့ အဲ့ဒီနေ့မှာသူတို့အဋိဌာန်ခိုင်းနေတယ်အဲ့တော့ပြောချင်တာက user နာတရားရဲ့ဟိုဘက်ကတရဝါဒီမတတ်ရဘူးဆိုတော့ဒီ user နာတရားအတွင်းကတရဝါဒီကိုတော့တတ်ရတယ်ဆိုတဲ့အဋိဘေတယောက်နေတယ်။ဒါကြောင့်မို့လို့ပါဏာတိပါဒအမှုကိုရှောင်ကျင်ရမယ်အစားပါဏာတိပါဒအမှုကိုကျူးလို့ရရောက်တယ်။ဟိုကိုပစ္စည်းကိုကိုမပိုင်ပါဘူးကိုမဆိုင်ပါဘူးလို့ပြောပြီးတော့သူတို့ဥပုပ်လဲထွက်ရောဒီပစ္စည်းတွေကိုပြန်လည်ပြီးတော့မှ သုံးဆွဲနေကြတာဖြစ်တဲ့အတွက်ဒါတက်တက်မဲ့ကိုရရောက်တယ်။နောက်ကိုနဲ့မသက်ဆိုင်ပါဘူးကိုနဲ့မပတ်သက်ပါဘူးလို့ဒီရွှေတွေမျိုးတွေသားတွေသမီးတွေကိုပြောခဲ့ပြီးတော့မှဥပုပ်လည်းထွက်ပြန်လို့ဒီသားတွေသမီးတွေနဲ့ပတ်သက်နေများနေ။အကြောင်းမို့မုဒ္ဒဝါဒကိုလည်းပေါ်တင်ကြီးကျူးလို့ရရောက်တယ်။အကြောင်းမို့ဂျင်းဖုန်းကြီးတွေစောင့်ခိုင်းတဲ့ဥပုပ်မျိုးကိုလည်းမစောင့်ရဘူး။နောက်နံပါတ်2ကဂောပါလကဥပုပ်ပေါ့။နွားចောင်းသားနဲ့တူသောဥပုပ်ပေါ့။ နှွားចောင်းသားများဟာဒီနှွားတွေကိုဒီနေ့မှာစကြဲချတဲ့ဒီနေရာမှာကြောင်းပြီးတော့နှွားပိုင်ရှင်တွေကိုပြန်အပ်တဲ့အခါပါညရောက်ပြီဆိုရင်သူတို့တွေကောင်းကောင်းမအိပ်နိုင်တွေးရတာပေါ့နော်ဒီနေ့တော့ဒီစကြဲမှာနှွားတွေကိုကျွေးတယ်ဒီစကြဲမှာရေတိုက်တယ်နောက်နေ့ကျရင်ဘယ်နေရာမှာကျွေးရရင်ကောင်းမလဲဘယ်နေရာမှာရေတိုက်ရရင်ကောင်းမလဲသူတို့ဓာတ်တွေအတွေးရှိဥပုပ်တယ်များကလည်းထို့အတူပဲပေါ့နော်ဥပုပ်ဆောင်လိုက်တယ် မတော်ညက်နေစာမစားတော့ဘူးအဲ့တော့ကောင်းကောင်းမွန်မွန်လေးဒီစီမံခိုင်းတယ်အင်္ဂါသားတွေသမီးတွေချွေးမတွေကိုကောင်းကောင်းမွန်မွန်လေးချက်ဟဲ့ကောင်းကောင်းမွန်မွန်လေးလှုပ်ဟဲ့ငါကဗာလေးမှကြိုက်တာငါကဝတ်သားမှကြိုက်တာငါကကြက်သားမှကြိုက်တာစသဖြင့်ပေါ့နော်ကိုစားကြင်တာတွေကိုဟိုကိုစားကြင်တာတွေကိုပူဇော်ပြီးတော့မှလှုပ်ခိုင်းတယ်ဗာပြောကြင်တာကဥပုံဆောင်တယ်ဆိုတာကကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့လောဘဒုက္ခမောဟတွေကင်းငြိမ့်စေခြင်းတော့ ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့လောဘဒေါသမောဟဆိုတဲ့အညစ်အကြေးတွေကင်းနိုင်တယ်များကင်းအောင်ဥပုသ်ဆောင်ရတာလေအခုကြတော့ဘူဟာစားခြင်းနဲ့ဒီဟာစားခြင်းနဲ့ဆိုကိုကိုယ်တိုင်စီမံခန့်ခွဲနေတော့အဲ့တော့လောဘတွေဖြစ်နေတာပေါ့ဒါကြောင့်မို့အဲ့ဒီနွားကြောင်သားနဲ့တူတဲ့ဥပုသ်ကိုလည်းမဆောင်ရဘူးတဲ့နောက်နံပါတ်3ကအရိယပောတထဥပုသ်တဲ့အရိယတွေစောင့်တဲ့ဥပုသ်ပေါ့နော်အရိယတို့တော့ကောင်းများဟာပါဏာတိပါဒအမှုနဲ့ပတ်သက်ပြီးတော့သူများအသက်ကိုတတ်ဖို့နေနေတာတာ ိုယ့်ရဲ့အနေနာမှာသူတစ်ပါးကိုတည်စေနိုင်တော့ဒုဒ္ဓားလည်းနဲ့တောင်အနာမှာမထားဘူးလေမေတ္တာကရုဏာတရားတွေနဲ့ပဲနေကြတယ်တို့လည်းပဲဒီနေ့ဒီအရိယာသူတော်ကောင်းကြီးတို့နေမယ်လို့ကြိုးစားပြီးတော့မှနေရမယ်နောက်သူများရဲ့ပစ္စည်းဆိုရင်လည်းပဲအရိယာသူတော်ကောင်းများကြီးကမခိုးဘူးမတို့လည်းပဲသူများမပေးတဲ့ပစ္စည်းဥစ္စာတွေအရိယာသူတော်ကောင်းကြီးများလို့ပဲမယူဘူးမဖွက်ဘူးမခိုးဘူးဒီလိုအဋ္ဌာရရပါမယ်နောက်အာဇိမစရိယာနဲ့ပတ်သက်လို့အရိယာသူတော်ကောင်းကြီးများဟာ ဒီမေထုံအမှုနဲ့ပတ်သက်ပြီးတော့ရာတက်ပံဆွလွန်လိုက်ကြတယ်။ဒို့များလည်းပဲအရိယတော်တော်ကောင်းများကြီးလို့ရာတက်ပံမဆွလွန်နိုင်ရတော့ပါဒီနေ့ဒီရက်လေးမှာဒီမှုတွေကိုရှောင်ကြဉ်မယ်။အမုဒဝါရအလိညာပြောဆိုခြင်းနဲ့ပတ်သက်လို့ဒီနေ့လေးမှာတို့ဒီအတတ်နိုင်ဆုံးဘုရားတွေကိုရှောင်ပြီးတော့မှတက်ဆန်စကားတွေကိုပဲပြောမယ်။ကောင်းတဲ့တရားကောင်းတဲ့စကားတွေကိုဆိုမယ်လို့ဒီလိုအတိတ်ထန်ရပါမယ်။နောက်နောက်မှာငါကမူရဲ့ဇေဝနဲ့ပတ်သက်လို့တို့တွေ ဘုဘမဆောင်တဲ့အချိန်နေမှာလောက်ချင်တာတွေလည်းလောက်ခဲ့မယ်။မူရစီဝါတွေလည်းတုံးညင်လည်းတုံးခဲ့မယ်ပေါ့။ဒီနေ့ဥပုပ်ဆောင်တဲ့ရက်လေးမှာတော့တို့တွေမူရစီဝါကိုအတန်းနိုင်စေရှောင်ခြင်းပဲ။လွတ်လွတ်ကင်းကင်းရှောင်ခြင်းပဲဒီလိုအတိတ်ထိုင်ရပါမယ်တဲ့။နောက်ဒီလောညစာမစားဘူး။ကာခြင်းတီဆိုးခြင်းသီးမုန်ခြင်းဒါတွေလည်းပဲတို့တွေကိုယ်ကိုယ်တိုင်လည်းမလုပ်ဘူး။သူများကိုလည်းမလုပ်စေဘူး။အာမြင့်သောနေရာမြတ်သောနေရာမှာလည်းပဲတို့တွေမနေဘူးဒီလိုအတိတ်ထိုင်ရပါမယ်။ အဲ့တော့မနက်ကဘုံဘုံထုတလေပြောလိုက်တာကပေါ့နော်။ကာချင်းတီဆိုချင်းတီမုံချင်းပန်းပန်းချင်းနန္ဒာလိန်ချင်းအတင်းအတဲပြင်ဆင်ချင်းဒါမျိုးတွေပေါ့နော်။အဲ့တော့အမျိုးသမီးများဟာဘုံကြီးเจ้าဝင်လာတဲ့အခါမှာဘုဘုံဆောင်သွားတဲ့အခါမှာတဏ္ဍာရီလိမ့်သွားတယ်ပန်းနေပန်းပန်းသွားတယ်။ကို့အတွက်ကတော့ပြဿနာမရှိဘူးပေါ့နော်။တခြားပုဂ္ဂိုလ်တဦးတယောက်ကအခုကိုမြင်တဲ့အခါမှာနှလုံးမသွင်းတတ်တော့အာဒီအမျိုးသမီးကလာလိုက်တာဒီအမျိုးသမီးကချောလိုက်တာလို့ ဟိုသူ့ရဲ့ယင်ထဲမှာကိလေသာတဏှာစိတ်တွေဖြစ်သွားမယ်ဆိုရင်ဒါသူ့အတွက်မကောင်းအောင်ပေါ့အဲကြောင့်မြတ်စွာဘုရားကမြို့သမီးများဥပုသ်ဆောင်လာတဲ့အခါမှာပန်းပန္နာတို့တဏခါလိန်နာနန္ဒလိန်နာတို့ဟိုဒါတွေမလုပ်ရပါဘူးလို့မြတ်စွာဘုရားကတားမြစ်ထားတာဖြစ်ပါတယ်အာရိယာပုဂ္ဂိုလ်များဟာဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနော်ဟိုတန်တန်ရှင်းရှင်းတော့ထားကြတာပေါ့ဗျာရေမိုးချိုးလိုက်ရင်ခန္ဓာကိုယ်ကတော့တန့်သွားတာပေါ့နော်အဲအဲ့ဒီထဲကမှ နာနာလိမ့်ညာလို့ပန်းပါနာလို့ဒါတွေကတော့မလို့ရဘူးပေါ့ဒီအရိယာပုဂ္ဂိုလ်များလို့ဥပုပ်ဆောင်သုံးခဲ့မယ်ဆိုရင်ဟောဒီကဘာလောကကြီးမှာရှိတဲ့ရွှေငွေကြောက်တံပရမများတွေစီစဉ်ဥစ္စာတွေ16ပုံပုံနာတောင်မှဒီဥပုပ်တရက်လေးစောင်းတဲ့ကုသိုလ်ကိုမမီဘူးလို့ပြောပါတယ်။ဘာဖြစ်လဲလို့ဆိုတော့ဒီတရက်လေးစောင်းတဲ့ဥပုပ်ကကိုယ့်ကိုနတ်ပြည်ကိုပို့ပေးနိုင်ပါတယ်။နတ်ပြည်ရောက်သွားတဲ့အခါမှာအသက်လည်းပဲရှိမယ်၊အစင်းလည်းလာမယ်၊ရုပ်လည်းပဲချောမယ်ပေါ့နော်။ စားစားအရာအရာပြည့်စုံပြီးတော့မှနေရမှာဖြစ်တဲ့အတွက်ဒီဥပုသ်ဆောင်တဲ့ကုသိုလ်ကအယံကိုပဲကောင်းပါတယ်။အရာမင်းကြီးကနတ်တပင်စီဝေးပွဲမှာပြောတယ်တဲ့။မင်းတို့တွေငါ့လိုတရားမင်းဖြစ်ချီဥပုသ်ဆောင်လို့ပြော။မင်းကတော့မြတ်စွာဘုရားကဒီစကားမပြည့်စုံဘူး။ရဟနာပုဂ္ဂိုလ်ဖြစ်ကျင်နေဆိုရင်ဥပုသ်ဆောင်ပါဒီလိုပြောတာဖြစ်ပါတယ်။အကြောင်းမို့လို့ဒီနေ့မှာအရိယာသူတော်ကောင်းတွေစောင့်တဲ့ဥပုသ်မျိုးစောင့်တည်ခဲ့မယ်ဆိုရင်တော့အကောင်းဆုံး ကုသိုလ်တွေကတခုကိုရရှိလိုက်ပြီလို့ဒီလိုနှလုံးသွင်းရမှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။